အမေရိကန်ဟာမင်းနဲ့ဆော့နေတယ်လို့တရုတ်ကသတိပေးပြောဆိုလိုက်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပစ်ဟက်ဆတ်ကစနေနေ့ကရှန်ဂရီလာစနေပွဲမှာတရုတ်ဟာအာရှရဲ့ပါဝါချိန်ခွင်ရှာကိုပြောင်းလဲနိုင်ရဲ့အတွက်စည်ရည်ပြင်ဆင်မှုကိုအကြီးအကျယ်လုပ်နေတဲ့အပြင်မှာထိုင်ဝမ်ကိုကျူးကျော်ကောင်ကျူးကျော်နိုင်ဖို့အတွက်တောင်းစမ်းသပ်လက်ချက်မှုတွေလုပ်နေတယ်လို့ပြောဆိုလိုက်တဲ့အပေါ်မှာတရုတ်ကပြန်လဲတုံ့ပြန်လာပါတရုတ်ရဲ့ရန်စွဲဆိုတဲ့ theory ဟာအမေရိကန်ကချက်ကားပြောဆိုနေတာသာဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အမေရိကန်ကသာကမ္ဘာကိုတူရီဗိုလ်ချစွမိုးကျင်နေတာဖြစ်တယ်လို့လည်းတုံ့ပြန်ပြောဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထိုင်ဝမ်ကိုလက်နက်တိုးမြင့်ရောင်းချဖို့စီစဉ်နေကြောင်း Reuters သတင်းဌာနကပြီးခဲ့တဲ့တောက်ကြနေ့တုန်းကသတင်းရေးသားခဲ့ပါတယ်။အမေရိကန်ထိပ်တန်းအရာရှိနှစ်ယောက်ကနေပြီးတော့အဲ့ဒီအချက်ကိုအတည်ပြုထားတယ်လို့လည်း Reuters ကဆိုပါတယ်။တရုတ်ကအဲ့လိုလက်နက်တိုးမြင့်ရောင်းချမှာကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းတောက်ကြနေမှာပဲအမေရိကန်ကိုတုံ့ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူလင်းကျန်ကပြောဆိုလိုက်တာဖြစ်ပါတယ်။ဂါဇာမှာအစ္စရေးကတင်ငါအမြောက်နဲ့ပြစ်ခတ်လို့ပါလက်စတိုင်း39ယောက်တိဆုံးခဲ့ပါတယ်။ဂါဇာတောင်ပိုင်းနဲ့ဂါဇာအလယ်ပိုင်းမှာအကူအညီအထောက်ပံ့တွေဖြန့်ဝေပေးနေတဲ့အမေရိကန်ကြောကောက်တောက်နောက်ခံပြုကယ်ဆယ်ရေးအဖွဲ့ရှေ့မှာပါလက်စတိုင်းတွေစုဝေးနေကြစဉ်ပြစ်ခတ်သွားတာပါ။ပြစ်ခတ်သွားတဲ့နေရာဟာရော်ဖာမြို့မှာဖြစ်ပြီးတော့ နဇာရင်လူမှုကယ်ဆယ်ရေးဇင်းချံအနီးနားမှာဖြစ်ပါတယ်။အမေရိကန်ဆိုပြတဲ့အပြစ်ရသဘောတူညီချက်မှာဒဇာကန်လဲလှယ်ရေးကိုဟောမတ်စ်ကသဘောတူပေမဲ့အချက်လက်တချို့ကိုပြင်ဆင်ပေးဖို့တောင်းဆိုထားပါတယ်။အမေရိကန်ရဲ့အရှိအလေပိုင်းအထူးတန်တမန်စတီဗ်ဝစ်ကော့ဖ်ကတော့ဟာမတ်စ်ရဲ့တောင်းဆိုချက်ဟာလက်ခံနိုင်ပွဲရမရှိဘူးလို့ဆိုပါတယ်။အဲ့ဒါလို့အငင်းပွားနေစမှာပဲအရသာပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်မှုဖြစ်လာတာပါ။ဂါဇာကိုအစ္စရေးကတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်း9400 381ယောက်သေဆုံးပြီးတော့တသိန်းကျော်ဒဏ်ရာရထားတယ်လို့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်။အီယော်ရီမြစ်ရေဟာတိတိတသားမြင့်တက်လာပြီးတော့စိုးရိမ်ရင်မှတ်အောင်သုံးမိခွဲကိုရောက်ရှိလာနေတာကြောင့်ကချင်ပြည်နယ်မြကြီးနားမြို့နယ်မှာရှိတဲ့အမြစ်ကမ်းနားနဲ့အနေမိုင်းဒေသတွေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့သတိထားနေထိုင်ကြဖို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။မြစ်ရေမြင့်တက်လာတာကြောင့် မနေ့ကမေလ31ရက်နေ့မှာကချင်ပြည်နယ်ချီဖွေမြို့မှာကြီးမားတဲ့ရေရှမ်းမှုတွေဖြစ်ပေါ်နေပြီးတော့မြို့ရဲ့တချို့နေရာတွေမှာအိမ်ခေါင်မှုထိနစ်မြုပ်နေပါတယ်။ချီဖွေကြိုးတရားရေနစ်မြုပ်သွားတဲ့ဗီဒီယိုတွေလည်းလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။အဲ့ဒီရေရှမ်းမှုကြောင့်တိတ်ဆုံးမှုမရှိသေးပေမဲ့စစ်ကြောင်စကန်းတွေအပါအဝင်အိုးအိမ်တွေထိခိုက်ပျက်စီးမှုရှိနေတယ်လို့နောက်ထပ်ဒေသခံတူက TM Media ကိုပြောပါတယ်။ချီဖွေမြို့နယ်ရေရှမ်းမှုကြီးမားတာကြောင့်ရေဘေးသင့်ပြည်သူတွေဟာအသင်းတော်ဖျားเจ้าတွေမှာအဆင်ပြေသလိုနေရာရွှေ့ပြောင်းနေထိုင်ကြရပြီး နေထိုင်ရေးနဲ့စားသောက်ရေးအခက်အခဲတွေရှိနေတယ်လို့ချီဖွေမျိုးကန်တူကပြောပါတယ်မနစ်ကဇွန်လ30ရက်နေ့မှာလဲ ARR မြေရေစိုးရိမ်ရေမှတ်ကျော်လွန်ပြီးချီဖွေမှာရေးကြီးခဲ့ပူပါတယ် ARR မြေရေဟာမြကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့နဲ့သပိတ်ချင်းမြို့နယ်တွေမှာရှစ်ပေကနေပြီးတော့73ပေခန့်အထိမန္တလေးမြို့စကိုင်းမြို့မြင်းမှုမြို့ ပခုတ်ကူမြို့ညောင်ဦးမြို့၆မြို့မင်းဘူးမြို့မကွေးမြို့နဲ့အောင်လံမြို့တွေမှာ၁၄ဘေးကနေပြီးတော့၁၈ဘေးအထိပြည်မြို့စိတ်သာမြို့ဟင်္ဒရာမြို့ဇလွန်မြို့တွေမှာ၉ဘေးကနေပြီးတော့၁၇ဘေးလောက်အထိလက်ရှိရင်းမှတ်အထက်မြင့်တက်လာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထုတ်ပြန်ထားပါတယ်။ဒီကနေ့ဇွန်လ၁ရက်နေ့ကနေပြီးတော့ဇွန်လ30ရက်နေ့အထိတစ်လကြာအောင်အပြည့်အသက်တန်းထပ်မံပြီးတော့ ုံးမြင့်ချောင်းစစ်ကောင်စီကမနေ့ညပိုင်းကထုတ်ပြန်ကြေညာထားပါတယ်။ငလျင်ပြန်ထူထောင်ဖို့အတွက်ရွေးကောက်ပွဲမဖြစ်မနေလုပ်နိုင်ဖို့အတွက်အဲ့ဒီအကြောင်းနှစ်ခုကြောင့်အပြည့်ရဒါလို့စစ်ကောင်စီဘက်ကဖော်ပြထားပါတယ်။ငလျင်လှုပ်ပြီးတဲ့နှစ်လကျော်အတွင်းမှာစစ်ကောင်စီကအပြည့်ရမယ်လို့ကြေညာတာအခုဒီချိန်နဲ့ဆိုလို့ရှိရင်စုစုပေါင်း၄ချိန်ရှိပါပြီ။အပြည့်ရမယ်လို့ကြေညာထားတဲ့ကာလတွေအတွင်းမှာပဲဩရိန်အတွင်းကိုဘုံကျဲလို့ကလေး၂၂ယောက်နဲ့ဆီယမ၂ယောက်စုစုပေါင်း၂၄ယောက်တိတ်ဆုံးခဲ့ပါတယ်။ ကြောက်ကြီးမြို့နယ်မှာလဲမင်္ဂလာဆောင်ကိုဘုံကျဲလို့လူ၁၂ယောက်တိဆုံခဲ့ပါတယ်။အပြည့်ရမယ်လို့ကြေညာတဲ့ရှေ့အကြိမ်နေအတွင်းမှာစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း445ချိန်လုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသား416ယောက်အထိတိဆုံခဲ့ရတယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာအခု၃လအတွင်းမှာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့သူတို့ရဲ့တပ်စခန်း10ခုကျော်ကို KNUC ပါလက်လွတ်ဆုံးရှုံးထားရပါတယ်။ကချင်ပြည်နယ်ဗမော်ဘက်မှာလည်း KIA ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေပြီးတော့ဖားကန့်ဘက်မှာလည်းထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။ရှမ်းမြောက်မှာဆိုလို့ရှိရင်နောင်ချိုဘက်က TNL ထိန်းချုပ်တဲ့မြေတွေကိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်ပြီးတော့ပြန်လည်သိမ်းယူတာမျိုးတွေကိုလုပ်နေပါတယ်။ဒါအပြင်တရုတ်စီးပွားရေးစီမံကိန်းအကြီးစားတွေအခြေစိုက်တဲ့ရခိုင်ကြောက်ရွံ့မှာလည်းအေအေနဲ့စစ်ကောင်စီအပြင်းထန် တိုက်ပွဲဖြစ်ပွားနေပါတယ်။ထိုင်းနိုင်ငံငံဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စုဖွဲ့ထားတဲ့စစ်တပ်စစ်ကြောင်းကတင်ငန်းကြီးအောင်ဘူဟာဂုံးဘက်ကိုထွက်လာချိန်မှာ KNL ပူပေါင်းတပ်ဖွဲ့ကကြားဖြတ်တက်ခတ်ခဲ့ပါတယ်။မနေ့ကမေလ31ရက်နေ့ညနေ6:00နာရီလောက်မှာမြောက်ရီမြို့ကခလာရ295ပြန်လဲစုဖွဲ့ထားတဲ့စစ်ကြောင်းကတင်ငန်းကြီးအောင်ဘူဟာဂုံးကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ထွက်လာတယ်လို့ တရင်ရတဲ့အတွက် KNL ပူပေါင်းတပ်တွေကမြောက်ရီမြို့နယ်ရွှေမြဆန်တီကွက်တဲ့အနောက်ဖက်တုံတရားနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းတဲ့တိုက်ပွဲဖြစ်နေချိန်မှာပဲတော်လိုင်းရေးပူပေါင်းတပ်တွေကမြောက်ရီမြို့ခလာရနှစ်ခွန်ကားကိုလက်လက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့ပါသေးတယ်တိုက်ပွဲဟာတညာလုံးပြစ်တန်နေပြီးတော့တညာလုံးနှိပါပစ်ခတ်တန်နေလက်လက်ကြီးပောက်ကွဲတန်နေကြားနေရတယ်လို့မြောက်ရီမြို့ကန်တအူးက TM Media ကိုပြောပါတယ်မေလာကုံကစပြီးတော့တော်လိုင်းရေးပူပေါင်းတပ်တွေက မြောက်ရီမြို့နယ်နေဇက်ဒေတာတခြားကစစ်စခန်းတွေကိုနေ့စဉ်တိုက်ခိုက်သိမ်းယူနေပြီးစစ်ကောင်စီဘက်ကအကြအဆုံးတွေရှိတယ်လို့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြတဲ့သူတွေလည်းအများအပြားရှိပါတယ်စကိုင်းမြို့ပေါ်ကချင်းမြန်တမဌာနချုပ်တမ33ရှော့တိုက်ဒုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား6ယောက်တိတ်ဆုံးပြီးတော့ထိခိုက်ပျက်စီးမှုတချို့လည်းရှိတယ်လို့ဒီတိုက်ခိုက်မှုကိုလုတ်ခဲ့တဲ့ Brave Warrior for Myanmar BWM အဖွဲ့က မေလ31ရက်မနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်အဲ့ဒါလို့ပြစ်ခတ်တက်ခိုက်မှုကြောင့်တက်မ33နဲ့ကလိုင်းကတခန်းရှော့လိုက်တုံးထိပ်ပြီးတော့ပျက်စီးခဲ့ပါတယ်ဒါအပြင်ရဲမေ3အောင်လည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်အမှတ်33ချင်းမြန်တက်မဌာနချုပ်ဟာလက်ရှိမှာဒုတက်မမှုကဥဆောင်ပြီးတော့စကိုင်းမြို့နယ်ထဲမှာရှိတဲ့ကြေးရွာတွေကပြည်သူတွေကိုလူသားတိုင်းအဖြစ်နဲ့အသုံးပြုနေတယ်လို့လည်းတော်လန်ရေးအဖွဲ့ကကြေညာပြောဆိုပါတယ်စစ်ကောင်စီစစ်သားတယောက်က ပိုးအမျိုးသားလက်မြောက်ရေးတက်မတော် PNLA ရဲဘော်၄ယောက်ကိုနောက်ကြောကနေပြီးတော့တနက်နေ့ပြစ်တက်ခဲ့တဲ့ဗီဒီယိုတစ်ခုဒီကနေ့နေ့လယ်ပိုင်းမှာ PNLA ကထုတ်ပြန်ခဲ့ပါတယ်ဒီဗီဒီယိုကို PNLA ကဖန်ဆီးရမိထားတဲ့စစ်တုံမှန်တဦးစီကနေပြီးတော့တွေ့ရှိလို့ထုတ်ပြန်တာလို့ဆိုပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ၁၂ရက်နေ့ကရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့ထီဆုံကျေးရွာအနီးမှာစစ်ကောင်စီတပ် PNLA ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ PNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အဲ့ဒီတိုက်ပွဲမှာ PNL ရဲဘော်9ယောက်ကိုစစ်ကောင်စီဘက်ကဖမ်းဆီးရမိသွားတာဖြစ်ပါတယ်ရခဲ့တဲ့ဗီဒီယိုထဲမှာတော့တိုက်ပွဲကနေပြီးတော့ဖမ်းဆီးသွားခဲ့တဲ့ PNL ရဲဘော်9ယောက်နဲ့မှာ၄ယောက်ကိုပြစ်တက်လိုက်တာဖြစ်ပါတယ်ကျန်တဲ့တယောက်ကိုလည်းတခြားနေရာတစ်ခုမှာပြစ်တက်ခဲ့တယ်လို့ဆိုပါတယ်နောက်ဆုံးရသတင်းတွေကို TN Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ